ဲ့ဒီဟာတွေကခဏလူဦးရေကရာနဲ့ချီနဲ့ကျွန်တော်ခန်းအန်းတဲ့ဟာဌာနတွေရှိတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒီဌာနတစ်ခုချင်းစီရဲ့အလုံငန်းကလည်းအရင်ကြီးကြည့်တယ်ဥပမာဆိုလဝကကျွန်တော်ကြည့်အောင်လဝကကကျွန်တော်တို့ပြည်နယ်ရဲ့အခေယာနောက်ပိုင်းကျလာတယ်ကျွန်တော်တို့ပြည်နယ်ပြပကနေဝင်လာတဲ့သူဖြစ်စေကျွန်တော်ပြည်နယ်ကနေအခြားနိုင်ငံကိုကူးရဖြစ်စေကူးလို့ဆက်တာအခြားနိုင်ငံကိုကိုယ့်ပြည်နယ်ထဲဝင်လာလို့ဖြစ်စေစီးပွားရေးရလောက်ခွင့်တော်တာလားမဟုတ်လေဟိုအလေအပတ်လားမဟုတ်လေဒီဒီကျွန်တော်တို့ခဏပြောလို့ရိုးရိုးကုန်ပြီးစီးပွားလာအဲ့အဲ့ဒီဟာကိုကျွန်တော်ကဟိုစစ်စစ်နိုင်တယ် အဲ့ဒီအဲ့ဒီဟာနဲ့တူပါလဲဆိုတော့ကျွန်တော်စိုးကျိုးတွေလည်းပါလာတယ်မှန်ပါပါဟုတ်ကဲ့အဲ့ဒီဒါတော့ကျွန်တော်ကျွန်တော်တို့ကိုယ်နဲ့ကလည်းဟိုတတ်မှတ်လို့ရတော့အောင်လဲခဏပြောလို့ထိုင်းအောင်ဆိုတော့လည်းကျွန်တော်ဘာမှလုပ်လို့မရအောင်နော်ကျွန်တော်တို့ပြင်နေကြဒီ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 ပြင်နေကြမှာအထားအထားပြင်နေမှာအထောက်တော့ဟိုရှမ်းပြင်နေတဲ့ဆက်စားတဲ့နေရာမျိုးကျွန်တော်ဘာမှလုပ်လို့မရအောင်တော်တော်လေးဟိုတစ်ဖက်တက်လို့ရတော့ပေါ့နော်ဟိုကရင်ပြင်နေတဲ့ဟိုဆက်စားတဲ့တချို့ဒီနေရာမှာကတော့အနည်းဆုံးတော့ကျွန်တော်နားလည်မှုတွေကျွန်တော်ယူပြီးတော့မှ တစားချက်စီလောက်တာရှိတယ်။ဟိုအဲ့ဒီအဲ့ဒီဟာလေးတွေကကျွန်တော်ရဟိုကျွန်တော်တို့ကိုနိုင်ကလည်းနီးဥပဒေတွေကိစ္စတွေခက်ခဲတွေရှိတယ်။အဥပဒေကြောင်းရလည်းကျွန်တော်အကန့်တတွေရှိတယ်။နောက်တော့လူအရင်းမြစ်အကန့်တတွေရှိတယ်။ငွေကြီးရောနောက်ပြီးတော့မှဒီကိနိုင်ငံကြီးအခြေအနေပကတိစီးရနိုင်ငံအခြေအနေကကျွန်တော်လောက်လာခဲ့။အဲ့ဒီဟာတွေကကျွန်တော်တို့ရ capacity ကိုလည်းကြာစီတယ်။ကျွန်တော်လှုပ်ချင်တဲ့လှုပ်လို့မရတဲ့ဟာတွေကလည်းကျွန်တော်ကြုံတွေ့ရတာရှိပါတယ်။ဟုတ်။ ါခင်ဗျာကျွန်တော်ကတော့ဆွဲသစ်ပါ DPP ရုံးမြင့်တန်းကြိုင်နေ့လယ်၁၂နာရီသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းကမ္ဘာသတင်းနဲ့အားကစားသတင်းတွေကိုလည်းရှုစားကြပါခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းမှာငလင်တန်းကြောင့်မြောင်ရွှေမြို့နယ်အင်းလေးဒေသမှာလူအယောက်30သေဆုံးပြီးအောင်ပန်းမြို့မှာတော့သေဆုံးသူ3ရှိတယ်လို့ဒေသခံတွေစီကနေသိရပါဗျမရှိလာ28ရက်နေ့လပိုင်းကအင်အားပြင်းငလင်ကြောင်းဖြစ်ပြီးညောင်ရွှေမြို့နယ်နန်းပံမြို့ကေလာရွာမှာလူ25ယောက် ဟဲရရွာမမှာ9ရောက်နဲ့အံပန်းမြို့ဟိုတယ်အံပန်းပြုတ်ချမှုအတွင်မှာတော့တည်ဆုံးသူ3ဦးရှိတယ်လို့သိရပါတယ်။လူတည်ဆုံးတဲ့ပြင်အင်းလေးဒေသနန်းပန်မြို့ရှိကေလာရွာဟဲရရွာမရာတလဲဥရွာဇေရကြီးရွာမွေဘွေးရွာရှေးဝကြီးရွာမြောင်းဝကြီးရွာအိမ်တော်ကြီးရွာတွေကနေနေ80ရာခိုင်နှုန်းလဲပြိုကျတာဆောင်းသွားတာဖြစ်ပြီးကလေးငယ်အပါအဝင်ပြည်သူတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကြေးရွာကန်တူကပြောပါတယ်။ အခုတော့အရေးပေါ်အကူအညီတွေလိုအပ်နေပြီးအဓိကကတော့တာတုံးရီစားနိုင်ခါလူတုံးကုံဆေးဝါးတွေလိုအပ်နေတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တူကပြောပါတယ်။အောင်ပန်းမြို့မှာလည်းဟိုတယ်အောင်ပန်းပြုတ်ချမှုအတွင်းကယ်ဆယ်ရေးပြုလုပ်နေရဆဲဖြစ်ပြီးတော့ မတ်လ29ရက်နေ့မနက်ထိအမျိုးသမီး၃ဦးသေဆုံးခဲ့ရပြီး25ဦးဒဏ်ရာရရှိသူတွေကိုကယ်ထုတ်နိုင်ခဲ့တယ်လို့အောင်ပန်းနာရေးကူညီမှုအသင်းရဲ့လူမှုကွန်ရက်မှာကြေညာထားပေမဲ့အသေးစိတ်သိရှိနိုင်ဖို့ဖုန်းနဲ့ထပ်မံဆက်သွယ်ပေမဲ့ဖုန်းလက်ခံဖြစ်ဆိုတာမရှိသေးပါဘူး။ဒါအပြင်တမိုင်းဝင်တဲ့အင်းလေးဖောင်တော်ဖရာရင်ပြင်ဟဲရွာရမှာဘုန်းကြီးချောင်းရွှေကျွန်းမြောင်းဟိုတယ်ပြသခဲ့ပြီးတမိုင်းဝင်တဲ့မောက်မယ်မြို့မောက်ဆန်ချောင်းရှိတမိုင်းဝင်ဖရာလေးစုအနက်တစုကထီတော်မြေခခဲ့ရပါတယ်။ ဟိုပေါင်းမြော့တမိုင်းဝင်မွေတော်ဖျားလဲထီတော်မြေခတ်ခဲ့ရတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးအောင်ပန်းကလောညောင်ရွှေစီဆိုင်ပင်လောင်းမြို့နယ်တွေမှာငလင်းကြောင်းအဆောက်အအုံများစွာပျက်စီးခဲ့ရပြီးပျက်စီးမှုအတွင်အခုထိကယ်ဆယ်လုပ်ငန်းလှုပ်ဆောင်နေဆဲဖြစ်လို့ထိခိုက်မှုတွေအခုထပ်ပိုနိုင်တယ်လို့မြေပြင်ကယ်ဆယ်အဖွဲ့တွေကပြောပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံမှာမန်ရှလာ28ရက်နေ့လည်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တဲ့အတွက်အရေးပေါ်သွေးလွတ်အပ်တဲ့အခြေအနေရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ငလင်တန်တင်းခံခဲ့ရတဲ့အတွက်ပြည်သူအချို့ထိဆုံးခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတဲ့အတွက်စကိုင်းမန္တလေးနေပြည်တော်တို့ကပြည်သူစေယုံတွေမှာအများအပြားစစ်ကူတမှုခံယူနေရပြီးအရေးပေါ်သွေးလွတ်အပ်ချက်တွေရှိနေတဲ့အတွက်စေယုံတွေကိုအ мян ဆုံးဆက်သွယ်ပြီးသွေးလူရန်ပေးချဖို့ထုတ်ပြန်ချက်ကတိုက်တွန်းပြောဆိုထားပါတယ်။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကလည်းငလင်ဘေးကျပျက်စီးသွားတဲ့နေပြည်တော်ရှိနေရာတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။စစ်ကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းဒီငလင်ဟာခံမှန်းချက်တွေအရနောက်ဆက်တွဲငလင်တွေလောက်ခံနိုင်တာကြောင့်ဘေးကင်းတဲ့နေရာတွေမှာနေကြဖို့အရေးကြီးတိုက်တွန်းပြောကြားလိုပါတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ စကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အား9.9ရှိအင်အားပြင်းငလင်လောက်ခတ်ခဲ့တာကြောင့်နိုင်ငံတော်မှလူပေါင်း144ယောက်တေဆုံးပြီးတေဆုံးသူတွေထပ်တိုးလာနိုင်ခြေရှိတယ်လို့မတ်လ28ရက်နေ့ညပိုင်းမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကထုတ်ပြန်ပြောဆိုသွားပါတယ်။ငလင်ကြောင့်တေဆုံးမှုတွေထဲမှာနေပြည်တော်ကောင်စီမှာ66ယောက်နဲ့အများဆုံးဖြစ်ပါတယ်။ဆက်လက်ပြီးတော့စကိုင်းမြို့မှာ18ယောက် ကြောက်ဆယ်မြို့မှာအယောက်30နဲ့ငလင်ကြောင့်စုစုပေါင်းလူ144ယောက်တည်ဆုံပြီးထိခိုက်ဒဏ်ရာရသူပေါင်း932ယောက်ရှိတယ်လို့ဆိုပါတယ်ဒါအပြင်မတ်လ31ရက်နေ့မှာအိန္ဒိယနိုင်ငံကလိုအပ်တဲ့အကူအညီတွေပေးလာမှာဖြစ်ပြီးနိုင်ငံတကာအကူအညီတွေကိုလည်းလမ်းဖွင့်ထားတယ်လို့ဆိုပါရယ်။လက်ရှိမှာတော့ငလင်ပြင်းထန်ခဲ့တဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနောက်ဆက်တွဲငလင်ကိုစိုးရိမ်နေတဲ့ဒေသခံတွေဟာနေအိမ်တွေကိုပြန်လည်မနေထိုင်ကြဘဲပြောင်းရွှေ့တာဘေးလွတ်ရာစတင်ကြောင်းနဲ့ဖုံးတော်ကြီးကျောင်းတွေမှာခိုလုံနေကြတယ်လို့ဒေသခံတွေကပြောပါရယ်။ ဒါအပြင်ထိခိုက်ပျက်စီးမှုများခဲ့တဲ့မန္တလေးမြို့မှာလည်းထိခိုက်ဒဏ်ရာရတဲ့လူနာတွေမန္တလေးစစ်ရုံကြီးမှာပုံနေပြီးကုသဖို့အလဲကျဆန်ဆိုင်နေရတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။စကိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းအားရက်ချာစကေခွနစ်သမခွနစ်ရှိငလင်ဟာနှစ်ပေါင်း100ကျော်အတွင်းအပြင်းထန်ဆုံးငလင်ဖြစ်ပြီးနောက်ဆက်တွဲငလင်တွေဆက်လာနိုင်တယ်လို့မြန်မာနိုင်ငံမြင်းငလင်ကော်မတီအတွင်းရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပူသူ အမျိုးသားညီညွတ်အစိုးရလျှက်စစ်နယ်အစွမ်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကလည်း DPP ရဲ့မေးမြန်းချက်ကိုပြန်လည်သုံးသပ်ပြောဆိုထားပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမတ်လ28ရက်နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဘန်ကောက်ချက်တူးချက်ပန်းချက်အနီးဆောက်လုပ်နေတဲ့လုပ်ငန်းခွင်ပြိုကျပျက်စီးလို့ထိုင်းစံတော်ချိန်မတ်လ28ရက်ညနေ6:30မိနစ်အထိထိခိုက်သေဆုံးသူအလုပ်သမား3ဦးထိခိုက်ဒဏ်ရာရရှိသူအလုပ်သမား8ဦးနဲ့ပျောက်ဆုံးနေသူ118ဦးရှိတယ်လို့ကနဦးသိရပါဗျာ။ အဲ့ဒီဖြစ်စဉ်အတွင်းထိခိုက်ခံစားနေရတဲ့မြန်မာအလို့သမားတွေနဲ့ပတ်သက်လို့စစ်ကောင်စီလက်အောက်ခံအလို့သမားတန်အရာရှိရုံးမှတာရောက်ကြည့်ရှုခဲ့ပြီးလက်တလုံးမြန်မာနိုင်ငံသားထိခိုက်ဒေဆုံးဆင်းရဲရှိဖို့ဆောင်ရွက်နေတယ်လို့မတ်လ28ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ထိခိုက်ဒေဆုံးတဲ့မြန်မာနိုင်ငံသားတွေအတွက်လည်းထိုင်းလူမှုဖွံ့ဖြိုးရေးဥပဒေနဲ့အညီခံစားခွင့်ရရှိဖို့တပ်ဆိုင်ရာနယ်မြေထိုင်းအလို့ကင်ဌာနညွှန်ကြားမှုနဲ့တွေ့ဆုံညှိနှိုင်းခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်ညပိုင်းအထိနောက်ဆုံးသိရသလောက်အဆောက်အုံပြိုကျမှုအတွင်းပိတ်မိနေသူအလို့သမား100ကျော်ရှိနေကသူတို့ကိုကယ်ထုတ်ပေးဖို့အထက်ကနေအော်ဟစ်ပြီးအကူအညီတောင်းခံနေတဲ့အတန်တွေကိုအပြင်ကနေပါကြားနေရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျာအဲ့ဒီနေရာကိုထိုင်းဝင်ကြီးချုပ်ကိုရန်ရောက်ရှိခဲ့ပြီးအထက်မှပြင်မိနေတဲ့အလို့သမားတွေကိုကူညီကယ်ထုတ်နိုင်ဖို့အတွက်ထိုင်းလူမှုကွန်ရက်အတန်တွေကလှုပ်ဆောင်နေတယ်လို့သိရပါဗျာထိုင်းခြေဆိုင်မြန်မာရွှေပြောင်းလို့သမားတွေကိုကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ MHC မဟာမိတ်အဖွဲ့တို့ကလည်းအလို့သမားတွေနဲ့တွားရောက်တွေ့ဆုံကဖြစ်စဉ်ကိုမေးမြန်းတာလိုအပ်တဲ့အကူအညီတွေပေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာရွှေပြောင်းလို့သမားတွေအပါအဝင်စုစုပေါင်းအလို့သမား400ကျော်လုပ်ကန်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျာစကိုင်းပဟုပြုငလင်လောက်ခတ်တဲ့ဖြစ်စဉ်နဲ့တပြိုင်တည်းရန်ကုန်အပါအဝင်နိုင်ငံတဝမ်းမှာဖုန်းလိုင်းပြတ်တောက်မှုနဲ့မီးပြတ်တာတွေပါအချိန်ကြာမြင့်စွာဖြစ်ပေါ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗါး ရန်ကုန်မြို့မှာငလင်စတင်လောက်ခတ်ခဲ့တဲ့ match လ28ရက်နေ့လယ်ပိုင်းကစလို့ mobile phone line ပြတ်တောက်မှုတွေရှိကြတာဖြစ်ပါတယ်။ည10:00နာရီကျော်တဲ့အချိန်ထိဆက်သွယ်ရေးအဆင်မပြေမှုတွေရှိကြတာပါ။ငလင်လောက်ချိန်မှာဖုန်းပြောနေရင် line ပြတ်သွားပြီးအဲ့ဒီတောင်ပိုင်းဖုန်းတွေထပ်ဆက်တော့လည်းအဆင်မပြေဘူးလို့ရန်ကုန်မြို့ကံပြည်သူတယောက်ကပြောပါတယ်။ငလေလောက်ပြီးချင်းကစပြီးဖုန်းလိုင်းတွေကခေါ်မရတာအချိန်ကြာကြီးပြောမရတာအတန်ရှင်းလင်းမှုမရှိတာမျိုးတွေကိုကြုံရရတယ်လို့ကိုရိုင်းကြုံတွေ့ရသူတွေကပြောပါတယ် ဒါအပြင်ငလင်လောက်ခတ်ခဲ့ခြင်းကဆလို့အလဲကျပေးနေတဲ့လက်စင်မီတွေပြတ်တောက်သွားသလိုမြို့နယ်တော်တော်များများမှာလည်းည10နာရီကျော်တဲ့အထိလက်စင်မီတွေပြတ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။အင်အားပြင်းတဲ့ငလင်ကြီးတွေလောက်ခတ်ပြီးငလင်တွေဆက်လက်လောက်ခတ်နိုင်တာကြောင့်သတိပြုကြဖို့မြန်မာနိုင်ငံမြေငလင်ကော်မတီအတွင်းမှတာဝန်ထမ်းဆောင်ခဲ့ဘူးသူအမျိုးသားညီညွတ်အစိုးရလက်စင်နဲ့အစွမ်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရာထွန်းက DPP ကိုပြောထားပါရယ်။ အဲ့ဒီငလင်လောက်ခတ်မှုကြောင့်ပြည်သူအယောက်150နီးပါးတိုက်ဆုံမှုရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကကနအူးအတည်ပြုထားပါတယ်ခင်ဗျာပလဲမြုံနယ်နဲ့ဖွင့်လှစ်ထားတဲ့ပြည်သူမြေတားစစ်ဆောင်စခန်းမှာခံကောဘက်ကစစ်ဆောင်တွေရောက်ရှိနေထိုင်နေကြပြီးနေထိုင်စားသောက်ရေးအတွက်စာနယ်ဧခါအကူအညီနဲ့ထောက်ပံ့နေလိုအပ်နေကြပါတယ်ဝဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာတော့တက်စီတော့တက်စီတော့တက်စီအော်တော့ရ စကိုင်းတိုင်းပလဲမြို့နယ်ထဲမှာဖွင့်လှစ်ထားတဲ့ပြည်သူမြေတာစစ်ဆောင်စခန်းမှာမကွေတိုင်းကန့်ကောင်နယ်ဘက်ကစစ်ဆောင်လာတဲ့စစ်ဆောင်ပြည်သူ300နီးပါးလောက်ခိုးလုံနေကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်နီးပါးကကန့်ကောင်မြို့နယ်ကာကွယ်ရေးပစ္စည်းဆက်ရုံကာပါစာ23အနီးကကန့်တစ်ကျေးရွာကနေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာကြတဲ့စစ်ဆောင်ပြည်သူတွေဖြစ်ပြီးသူတို့အတွက်စားနပ်ရိက္ခာနဲ့ရည်တန်းနေရရှိဖို့အတွက်အလူရှင်တွေရှာဖွေနေကြောင်းကိုစစ်ဆောင်ကူညီနေသူကိုခန့်က DVB ကိုပြောပါတယ်။ အဲ့ဒီစကန်းကကျွန်တော်တို့ပလဲမျိုးနယ်ထဲမှာရှိတာပေါ့နော်အဲ့တော့ဒီမကွေးတိုင်းဂံကောမျိုးနယ်ကပ္ပစ23ကနေပြီးတော့ထွက်ပြေးလာတဲ့အဲစပိတ်ဆောင်နေဖြစ်တာပေါ့ဗျာဆိုတော့အဲ့ဒီမှာကတော့ဒီအဝတ်ထည်တွေလိုမယ်စားနပ်ရိက္ခာတွေလိုမယ်ဆေးဝါးတွေလိုမယ်ပေါ့နော်အဲလောလောဆယ်ရေကတော့လေဒီစိန်ဆန်းကြီးပဲတောက်နေရတာပေါ့နော်စိန်ဆန်းကြီးဆိုတာမတန်ရှင်းတဲ့ရေတွေပေါ့စပိတ်ဆောင်တွေပေါ့ရေတန်းတိုက်နိုင်အောင်ပေါ့နော်ရေတန်းတိုက်နိုင်အောင်ကျွန်တော်တို့အလှူရှင်တွေရှားပြီးတော့ လှုပ်ဆောင်ဖို့ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ pipeline တွေပေါ့နော်တောင်ပေါ်တောင်ကျရည်တွေကိုတွယ်လန့်ပြီးတော့စပေးဆောင်စခန်းကြီးရောက်အောင်အဲကျွန်တော်တို့ဒီကယ်ဆယ်မှုတွေအဲနောက်တစ်ခုဒီရေတန်းရရှိမှုတွေကျွန်တော်တို့ဆောင်ရွက်ပေးဖို့အစီအစဉ်တွေတော့ရှိပါတယ်ဗျလာမယ့် August 25ရက်နေ့ဆိုကန့်ကောစစ်ဆောင်တွေအနေနဲ့စပေးဆောင်စခန်းကို ရောက်ရှိရာ၃နှစ်ပြည်မှာလည်းဖြစ်ပါတယ်လက်ရှိစစ်ဆောင်စခန်းမှာလူကြီးလူငယ်တွေအပြင်အမျိုးသမီးနဲ့ကလေးငယ်တွေလည်းနေထိုင်ကြတာဖြစ်လို့ အမျိုးသမီးလားစင်သုံးပစ္စည်းတွေလည်းလိုအပ်နေကြောင်းကိုကန်တစ်ကျွာကစစ်ဆောင်ပြည်သူမျိုးနိုင်ကပြောပါတယ်။သူကတော့ဆန်စီစားနေပြီပါကွာ။ဒါပြီးခြေဝါလေးရောလို့အဲ့ဒါပါအမျိုးသမီးလေးရဲ့အမျိုးသမီးနဲ့ပတ်သက်တဲ့အမျိုးသမီးလုံးပစ္စည်းလေးဒီမင်းနောက်ခေါမအုံးမဲတယ်။ဆောင်းပါလို့ဆိုရဲတာမျိုးတွေလေးဒီအဲ့လိုလေးဟာကြောက်ရပါ ဖန်ဆန်းမကတာဝန်ကြီးတယ်လို့ကိုကတာဝန်မရှိနေဘူးလို့ပြောတာတော်လည်းတိရမှာပြန်မှာပါစစ်ဆောင်စကန်အနည်းပဝင်ချက်မှာပဲကုထုကိုထားစက်တော်နဲ့ပဲပြောင်းတိနံတွေကိုစိုက်ပြိုထားပြီးစားတော့ရေးအတွက်ပြင်ဆင်ထားတယ်လို့သိရပါတယ်ဒါအပြင်စစ်ဆောင်စကန်မှာနေထိုင်ကြသူတွေအများစုကကန်ကုန်နေကရက်ကန်လုပ်ငန်းကိုကြမ်းကျင်စွာလုပ်ကိုင်နိုင်သူတွေဖြစ်ကြတဲ့အတွက်ရေရှည်ရည်တည်နိုင်အောင် ရက်ကန်စင်တွေဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်းကိုလည်း ။ဤသူမြတာစစ်ဆောင်စခန်းတာဝန်ခံကုသူရကပြောပါတယ်။မိသားစုလိုက်လာတာဖြစ်တဲ့အတွက်ထောက်ပံ့ပေးရုံနဲ့လည်းကျွန်တော်တို့ကလုံလောက်မှုမရှိတော့ပါဘူး။ဒါတို့ရဲ့ရည်တည်နေထိုင်ရေးပေါ့ကျွန်တော်တို့ဒီအဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာဒီမှာစက်တုံလေးတွေစိုက်ပါတယ်ဗျ။စက်တုံလေးတွေစိုက်ပါတယ်။နောက်ပြီးတော့အဲတော့ထဲမှာဆိုလို့ရှိရင်လည်းတို့တို့ရှားဖွေပြီးတော့စားတော့တဲ့တို့မယိုးဖလာကျွမ်းကျင်တဲ့လုပ်ငန်းလေးတွေလုပ်ကြပါလိမ့်မယ်။တကယ်တို့ကျွမ်းကျင်တဲ့လုပ်ငန်းကတော့တို့ကအဲ့ဒီ ခံကောနယ်ဘက်ကလာတာဖြစ်တဲ့အတွက်တို့ကရကန်းကိုတော့အကုန်လုံးနှီးပါလောက်ရှင်းနိုင်ပါတယ်ဗျာဒီပေါ် daily income ပေါ်လောက်ပေါ့ခုခုလေးပေါ့ဝင်ငွေလေးရတဲ့လုပ်ငန်းမျိုးလေးတွေကိုကျွန်တော်တို့ဖော်ဆောင်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့လည်းဟိုတို့ကိုအမြဲတစေထောက်ပံ့ခြင်းရနေပြီးတော့လည်းတက်တာမှုကြနိုင်ပါတယ်ဗျာအဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလုပ်လေးရှိနေတဲ့အတွက်တို့ကိုတို့လည်းပေါ့ခုခုကိုယုံကြည်မှုလို့ပေါ့နော်မိမိကိုယ်ကိုမိမိယုံကြည်မှုလေးတွေဖြစ်လာနိုင်မယ်လို့လည်းကျွန်တော်တို့အနေနဲ့ပြောလင့်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့လည်း illusion တွေကို နော်တို့ဒီရကန်းလုပ်ငန်းလေးအကောင့်ထဲပေါ်ပြေးစီချင်ပါခင်ဗျမြန်မာနိုင်ငံမှာအာနာသိမ့်ပြီးနောက်ပြည်တွင်းနေရဆွန့်ခွာသူဦးရေဟာ3.5တန်းကျော်လွန်လာခဲ့ပြီးဖြစ်ပြီးစကိုင်းတိုင်းထဲမှာအများဆုံးဖြစ်ပါတယ်အခု2025ခုနှစ်ထဲမှာတော့လူဦးရေ19.9တန်းလောက်အတွက်ထောက်ပံ့ရေးကူညီတွေလည်းလိုအပ်လာလိမ့်မယ်လို့ UNOCHA မြန်မာကခန့်မှန်းထားတာရှိပါတယ်ကျွန်တော်ဝေပါ မကွေးတိုင်းကမ်မမြို့ကတိုင်းရင်းစေးစက်ရုံတစ်ခုတည်းကိုစစ်ကောင်စီတပ်ကမတ်လ28ရက်နေ့လယ်12နာရီဝန်းကျင်မှာစက်တက်လီဒီတွေနဲ့ဘုံချဲချခဲ့တာကြောင့်စက်ရုံဝန်ထမ်းအမျိုးသမီးတွေထိခိုက်ဒေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါရယ်။ကမ်မမြို့ရဲ့အရှင်မြောက်ဘက်အစွန်းနားမှာရှိတဲ့ချမ်းစိန်တိုင်းရင်းစေးစက်ရုံကိုစစ်တပ်ကစက်တက်လီဒီ20နဲ့လာရောက်ဘုံချဲသွားတာဖြစ်ပြီးစက်ရုံဝန်ထမ်းကထမင်းစားနေတဲ့အဆောင်ဘုံကိုဘုံချဲခံလိုက်ရလို့အလုလာလုတဲ့ရွာနီးဝန်းကျင်ကအမျိုးသမီးတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ကမ်မမြို့ကအမျိုးသားတူကပြောပါရယ်။ အဲ့ဒီလိုဘုံကျဲခံခဲ့ရတဲ့အတွက်ဆက်ရုံဝန်ထမ်း၉ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီတဲက၂ဦးကစေကူတာနေရင်တည်ဆုံးသွားခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီနေရာမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲနဲ့စစ်တပ်ကငလျင်မလုတ်ခင်တနားရီလောက်အလိုမှာအခုလိုဘုံကျဲသွားခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။လေချောင်းတိုက်ခိုက်မှုတွေပုံများလာပြီးနောက်ပိုင်းလေချောင်းရံကာကွယ်ဖို့ဘုံခုတ်ကျင်းတွေတူဖို့ပြည်သူတွေကိုအသိပညာပေးထုတ်ပြန်နေပေမဲ့မြေပြင်မှာအခက်အခဲတွေရှိနေတယ်လို့သိရပါပါတယ်။တီရီတင်ဆက်ပေးပါပါခင်ဗျာ။ အခုနှစ်စောပိုင်းကစပြီးမုံရမြို့အခြေဆိုင်မုံရအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့နီးစပ်တဲ့ကျေးရွာတွေကိုစစ်ကောင်စီကတာဝေးပြစ်လက်နက်ကြီး Jet Fighter စက်တက်လေဒီစရတွေတုံးပြီးတိုက်ခိုက်မှုတွေလုပ်နေသလိုထိခိုက်တေဆုံးမှုတွေလည်းများပြားလာတာကိုစစ်ရေးတရင်ထုတ်ပြန်ချက်မှတ်တမ်းတွေအရသိရပါဗျ။ဒါကြောင့်စကိုင်းတိုင်းရင်းမပင်ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမုံရနမခနဲ့နီးစပ်တဲ့ကျေးရွာတွေကိုဘုံခိုခြင်းကြုံချင်းတွေတူးထားဖို့ ဖေဖော်ဝါရီလကုန်ပိုင်းတွေကညွှန်ကြားထားတယ်လို့ဒေသခံတွေကပြောကြပါဗျ။မိသားစု9ယောက်စာတူးထားတဲ့မိသားဘုံခိုခြင်းတခြင်းကိုငွေကျပ်၄သိန်းဝန်းကျင်ကုန်ကြပြီးအုပ်စီဘုံခိုခြင်းတခြင်းကိုတော့ငွေကျပ်သိန်း၂၀ဝန်းကျင်အထိကုန်ကြတယ်လို့အကူအညီပေးနေသူတွေကပြောကြပါဗျ။ဘုံခိုခြင်းတွေကိုတော့ရမဘီခရိုင်အတွင်းကနေအိမ်တချို့မှာတူးဖော်မှုတွေလှုပ်ဆောင်နေပြီးမိရှုခံကျေးရွာတွေကနေရဲဆုံးခွာပြည်သူတွေကတော့ဘုံခိုခြင်းတူးဖော်ဖို့အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါဗျ။ နေကြီးလို့တော့သူဖြစ်ကြပါတယ်ကြာအခုအနေနဲ့ကတော့မသူဖြစ်သေးဘူးကြာရွာနေတဲ့ဆိုတော့ကျွန်တော်ပူထားတဲ့ဟာနဲ့ရှိရပေါ့နော်လူရရဲ့လူလက်တော်များရှိပါလားကျွန်တော်အိမ်မှာဆိုတော့ကျွန်တော်ကျွန်တော်နေရာလေးကရေနည်းနည်းဟောဒီမိုးရာဒီပါ냐ဆိုတော့ရှင်ရေလမ်းကြောင်းနဲ့ပေါ့ဗျာကျွန်တော်နေရာရေဝက်တာပေါ့အဲ့ခက်ခဲလေးတော့ရှိတာပေါ့မိုးရာတော့ဆိတ်ပြီးပါတယ်ဗျာခက်ခဲကတော့တော်တော်များများတော့ရှိတော့ပါတယ်အလဲကျန်းတူးတာတဲ့နည်းနည်းလေးတော့ပေါ့ရလို့ထင်တာပေါ့ဗျာကိုယ်စီမရောက်သေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ ရင်းမပင်ခရိုင်တွင်းမှာရင်းမပင်ဆလင်းကြီးပလဲကဏီစတဲ့မြို့နယ်တွေပါဝင်ပြီးအဲ့ဒီမြို့နယ်တွေကိုစစ်ကောင်စီက၄နှစ်ကျော်ကာလအတွင်းလေကြောင်းတိုက်ခိုက်မှု84ကြိမ်အထိပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တုံးနယ်တွေတို့တော့ရှိတာပေါ့ဗျာ။ကဏီနယ်ဆိုရင်ဒါကျောင်းတက်ခွင့်ကိုခက်စစ်စစ်ဖြစ်တယ်ကသူတို့ကတော့တော်တော်လေးတိုးထားတယ်ပေါ့လေကျွန်တော်တို့ဒီဘက်ကျတော့ဘာသာတော့လာမတူးပဲဆိုတဲ့ပုံစံမျိုးတွေပေါ့ဗျာအဲ့ဒါမျိုးလေးရှိတယ်ရှိကောင်းရှိတာပေါ့ အဲဒီနေတဲ့ဆိုရင်မိသားစုခေါင်းယောက်ရှိအောင်ရှိလို့ရှိရင်အရင်နေထားပုံမူတည်ပြီးတော့အလုံးလုံးလို့ရှိရင်တော့ဒါအနည်းဆုံးမကြောက်ဘူးဆိုတော့၁၀နှစ်လောက်ကတော့ကြာမှာပဲ။ဘာလို့လဲဆိုတော့ဘောကအမိုးတွေတွေပါတယ်နဲ့တဲကြီးတွေပါတယ်နဲ့လို့၁၀နှစ်လောက်ကတော့ကျွန်တော်တို့ကြာလိမ့်မယ်တော့ခံမနိုင်ကျွန်တော်ကကျင်းတူရတာကျွန်တော်တို့အရှင်း30ရှိတာပေါ့။လူဝင်ပေါက်တစ်စီချိုးနောက်တာတစ်စီချိုးဆိုတော့တစ်စီချိုးပေါ့နှစ်စီချိုးလောက်တော့တူရတာပေါ့။ရှင်မဘေးခရိုင်အတွင်းကကာကွယ်ရေးအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့လေချောင်းရံကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွေစက်တိုက်လေ့ကျင့်တာတွေ ပညာပေးလက်ကမ်းစာဆောင်ဖြန့်ဝေရေးအစီအစဉ်တွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ကျမဒီရီပါမတ်လ28ရက်နေ့နေ့လယ်ပိုင်းကငလင်လောက်ခတ်ခဲ့တာအကြောင်းရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်180နဲ့မိုင်တိုင်အမှတ်362မိုင်မှာလမ်းသားပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့ခီးသွားတဲ့စီးကနေသိရပါဗျ။ မိုင်းတိုင်အမှတ်180နဲ့မိုင်းတိုင်အမှတ်362မိုင်မှာပြင်းအားမြင့်နဲ့မြင်ကလေးလောက်ခတ်ခဲ့တာကြောင့်လမ်းပြတ်စီသွားပြီးခီးရှစ်ဆက်မရတော့ဘဲရောက်တဲ့နေရာမှာစီးလာတဲ့ကားတွေကိုရပ်ထားရတယ်လို့ဆိုပါတယ်ငလင်းအကြီးကျယ်လောက်ခတ်ခဲ့တာကြောင့်အခုရောက်နေတဲ့မိုင်းတိုင်အမှတ်362မိုင်မှာတော့လမ်းပြတ်စီသွားလို့ရှေ့ကိုလည်းဆက်လို့မရပဲလမ်းကျိုးကျတဲ့နေရာမှာပိတ်မိနေကြောင်းတခြားနေရာတွေလည်းပြတ်စီဖို့များတယ်လို့ရန်ကုန်မြို့ကိုကားနဲ့ပြန်လာသူတဦးက TVB ကိုပြောပါရတယ်။ ငလင်ပေတံကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုစစ်ကောင်းဆောင်ကလိုက်လံကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ AA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ရဲ့တိုက်ပွဲတွေဟာပသိမ်မုံရွာလမ်းမကြီးပေါ်ထိရောက်လာသလိုနောင်ချုံမြို့နဲ့ -10 ဝင်းကျင်ခွာကတောင်ခမ်းဘက်မှာတော့စစ်ကောင်စီဘက်ကလေချောင်း၊ drone လက်နက်ကြီးအကူအညီနဲ့ထိုးစစ်ဆင်လို့ TNL နဲ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့တပတ်တာစစ်ရေးသတင်းတွေကိုစိုးတူအောင်ကတင်ပြပေးမှာပါခင်ဗျာ။ မင်္ဂလာပါဒီကနေ့မတ်လ28ရက်ဟာဆေးရနာသိမ်းမှု1519ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာတော့ ARD တိုင်းနဲ့တောင်ခမ်းဒေသဘက်ကထိတိတိုက်ပွဲတွေအကြောင်းတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအုံးဆုံးသတင်းအချင်းတွေကိုအရင်တင်ပြကြပါမယ်မြန်မာပြည်တွင်းစကိုင်းမြို့နာကိုဗဟိုပြုပြီးတော့မတ်လ28ရက်ဒီကနေ့မွန်းလယ်ပိုင်းကအင်အား9.3%အဆင့်ရှိတဲ့အင်အားပြင်းငလင်တစ်ခုလုတ်ခတ်သွားတယ်လို့အမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ပါတယ် ငလင်လှုပ်ခတ်မှုကြောင့်မန္တလေးစကိုင်းမကွေးပဲခူးရှမ်းအရှိမြောက်ပိုင်းနဲ့နေပြည်တော်အထိထိခိုက်မှုရှိခဲ့ပြီးအိမ်နီးချင်းနိုင်ငံတွေအထိတက်ရောက်မှုရှိတာကြောင့်ထိခိုက်ပျက်စီးမှုစီးရင်ကို DVB ကဆက်လက်စုံစမ်းနေပါတယ်။အင်အားကြီးငလင်လှုပ်ပြီးရင်ငလင်အသေးသေးဇက်တိုက်လှုပ်နိုင်ပြီးအဆအဦးပြိုကျတာမိဘေးအန်ဒီရဲ့ပြီးတော့တောင်ပြိုတာနဲ့ဆူနာမီရေလိုင်းအန်ဒီရဲ့ရေကာတာကျိုးနိုင်တာတွေအပါအဝင်သတင်းမားတွေပြန့်နှံ့နေနိုင်တာကိုသတိပြုသင့်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်။ အခုတော့တိုက်ပွဲသတင်းတွေစီသွားရအောင်ပါတိုက်ပွဲတန်တွေမကြားရသလောက်ဖြစ်ခဲ့တဲ့အေယာဝတီတိုင်းမှာ2025ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ထိတွေ့တိုက်ပွဲတန်တွေခက်ဆစိတ်ကြားလာရပါတယ်အခုချိန်မှာတော့ရေကြည်တာပေါင်းလေးမျက်နှာအင်ကပူမျိုးနယ်တွေတဲကယူမားနဲ့ထိဆက်နေတဲ့ကြေးရွာတွေနားအပြင်ပတ်သိမ်မုံရွာကာလန်းပေါ်အထိတိုက်ပွဲတွေရောက်လာတာပါ မတ်လ25နဲ့26ရက်နေ့ဒီမှာတော့ရေကြီးမြို့နယ်ထဲမှာရှိတဲ့အမာတ3လေးလေးနဲ့3မိုင်ဝန်းကျင် အကွာကနဂတ်ရစ်တောင်ဖရာနောက်ကျောမှာရှိတဲ့ရွာရီအထိကိုထိတွေ့မှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ကုန်းမြင့်ဘက်ကဒေသခံထပ်ဝက်လောက်ဟာညာတွင်ချင်းတင်းရှောင်ခဲ့ကြသလိုမတ်လ28ရက်မှာတော့စစ်တပ်ကအမာတ3လေးလေးဘိမ့်ပတ်ဝန်းကျင်ကလေကွင်းတွေကိုတိုက်ပွဲမရှိဘဲဘုံကျဲခဲ့ပါတယ်။အခုချိန်မှာတော့စစ်တပ်ကတီတာကုန်းမြင့်နဲ့ငတိုင်းချောင်းကြားမှာရှိတဲ့ ရေနတ်တာအကိတ်ကိုအခအတနဲ့ပဲဖျက်သန်းခွင့်ပြုတော်သလိုကုန်းမြင့်ရဲစခန်းနဲ့ငဝေမြကူးတရားဝင်းကျင်တွေမှာခန့်စစ်ပြင်နေတယ်လို့ဒေသခံတွေကပြောပါဗျ။အဲ့ဒီနောက်ပိုင်းမှာပဲလင်းမျက်နှာမြို့နယ်တွေကလဲခုံကြီးလဲခုံလေးဝက်ကုံသုံးတော့ဘက်ကတိုက်ပွဲတွေဟာအင်ကပူမြို့နယ်တွေကကွင်းကောက်ဘက်ကိုတဖြည်းဖြည်းနဲ့ရွေ့လာပြန်ပါတယ်။မတ်လ28ရက်အထိကတော့ပသိမ်မုံရွာလမ်းမကြီးပေါ်အင်ကပူမြို့နယ်အဆက်မှာရှိတဲ့ပိန်နယ်ကွင်းကြီးရွာအထိ လက်နက်တံတွေကြားလာရသလိုမတ်လ28ရက်မှာတော့ကွင်းကောင်းမှာရှိတဲ့ MM9 တပ်မတော်တမ်းမြင့်လေးကျင်းတင်တန်းကြောင်းတတကငါနဲ့ပို့ပြီးတော့နီးကပ်လာပြီလို့ဆိုကြပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ A နဲ့ပူပေါင်းတပ်တွေက ARD တိုင်းတွေကအခိုင်အမာနေရာယူတာမရှိသေးပဲနေလေကင်းတဲ့ညာပိုင်းအခြေအနေမှသာကာကင်းစခန်းတွေကိုထိုးစစ်ဆင်တဲ့ပုံစံမျိုးလို့လေးလာသူတွေကသုံးသပ်ကြပါတယ်။တကယ်လို့ပသိမ်မုံရွာလမ်းဘေးမှာရှိတဲ့တတကငါနဲ့အမတ်တ ုံးလေးလေးကိုသာပူပေါင်းတက်တွေကသိမ့်ပိုက်နိုင်ခဲ့ရင်အနောက်မှာယူမှာအရှိမဆိုရင်ငတိုင်းကြောင်းမြောက်ဘက်မှာဆိုရင်အိုရှစ်ပင်အထိလမ်းပေါက်သွားမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတိုက်ပွဲတွေကြောင်းကြေးရွာတွေပိတ်မိနေသူတွေရှိနေသလိုဒေသခံထောင်ထဲချပြီးထွက်ပြေးနေရကဆက်သွယ်ရေးအခက်အခဲတွေကြောင်းအသေးစိတ်အချက်အလက်တွေကိုဆက်လက်စုံစမ်းနေတုံဖြစ်ပါတယ်။ဒီကိစ္စအင်းနဲ့ပတ်သက်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကလည်းထုတ်ပြောတာတော့မရှိသေးပါဘူးခင်ဗျာ။အခုတော့တောင်းခမ်းဘက်ကိုသွားရအောင်ပါ။ နောင်ရှိုမြို့နယ်မိုင်း၂၀ဝင်းကျင်အကွာကတောင်းခမ်းမှာတော့စစ်ကောင်စီကလေကြောင်း drone လက်နက်ကြီးတွေအကူအညီနဲ့ထိုးစစ်ဆင်လို့တိုက်ပွဲတွေဆက်ဖြစ်နေပါဗျ။မတ်လ၂၅ရက်မှာတော့တောင်းခမ်းရွာနဲ့ကိုးမိုင်လောက်အကွာမှာရှိပြီးတိမ်ပင်လေလို့ခေါ်ကြတဲ့မဲပုတ်ရွာကိုစစ်ကောင်စီတပ်ကသိမ်းပိုက်လိုက်ပါတယ်။ရှမ်းတောင်နဲ့ရှမ်းမြောက်ကိုချိတ်ဆက်နိုင်ပြီးစစ်ရေးအရအရေးပါတဲ့တောင်းခမ်းရွာဟာဘာတူရက်စောက်ဘတ်ဆိုလို့ရှိရင်မိုင်၈၀ဝန်းကျင် ပြင်ဦးလွင်ကနေဆိုရင်မိုင်90နဲ့နောင်ရှူကနေဆိုရင်မိုင်20ဝန်းကျင်กว่าဝေးတာဖြစ်ပါတယ်။တောင်ခံကျွရမှာစစ်ကောင်စီရဲ့အမြောက်တပ်စခန်းကိုကဲမှုဌာနချုပ်မဆခ900နှစ်အပါအဝင် အမြောက်တပ်ရင်၄ခုတည်ရှိတာ ဖြစ်ပြီး TNL နဲ့ DPL တို့ပါဝင်တဲ့ပူပေါင်းတပ်တွေက6လကျော်တဲ့အထိထိုးစစ်ဆင်နေတာဖြစ်ပါတယ်။အခုတင်ပြခဲ့တာတွေက DPP ကစူးစီးရရှိထားတဲ့လောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းတောက်တွေ တာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVV ရဲ့ website Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြင်းညီဖော်ပြပေးနေပါတယ်ခင်ဗျာ။စမိုရာဥရေထွက်ရှိပြီးရနာမြန်မာနိုင်ငံကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်လေကဖျားတုံးစုနေဆက်ထွက်ပါခေးတခုတည်းကနေထိုင်းနိုင်ငံတဲ့ကိုဝင်ရောက်လာသူဥယေဟာ တသိန်း15685ဟုရှိတယ်လို့အမျိုးသားညီညွတ်အစိုးရအန်ယူဂျီအလတ်မိုင်းဝန်ကြီးဌာနရဲ့မတ်လ28ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်အန်ယူဂျီလတ်မိုင်းဝန်ကြီးဌာနဒူးဝင်ကြီးဦးကျော်နီရဲ့ရှင်းလင်းပြောဆိုချက်ထဲမှာတော့ဖျားသုံးစုနယ်ဆက်ထွက်ပေါက်တစ်ခုတည်းကနေထိုင်းဘက်ကိုဝင်ရောက်လာသူတသိန်းချော်တဲ့အသက်16နှစ်ကနေ35နှစ်ထိလူငယ်တွေအများဆုံးဖြစ်ပြီးအဲ့ဒီထဲမှာမွန်ပြည်နယ်နဲ့ပဲခူးတိုင်းကလူငယ်တွေကအများဆုံးဖြစ်တယ်လို့ဆိုပါရစေ။စစ်ကောင်စီရဲ့ချုပ်ဖောက်မှုတွေတည်း CDUM ရဲ့အချက်အလက်တွေကိုကိုးကားပြီးတင်ပြရရင်စစ်မှုထံဥပဒေပြဋ္ဌာန်းပြီးချိန်ကနေ2025ခုနှစ်မတ်လ10ရက်နေ့အထိဖျားသုံးစုနယ်စပ်ထွက်ပေါက်တစ်ခုတည်းကနေတသိန်းတထောင်ကျော်ဝင်ရောက်ခဲ့ရမှာအသက်18နှစ်ကနေ35နှစ်ထိကတော့68ရာခိုင်နှုန်းရှိပြီးသူတို့ဟာအတ္တမစစ်မှုထံကြောင့်ရှောင်ပြေးရတာသိတာတယ်လို့ဒုဝင်ကြီးကသတင်းစာရှင်းလင်းပွဲမှာပြောပါဗျာထိုင်းနိုင်ငံဘက်ကိုဖျားသုံးစုနယ်စပ်ထွက်ပေါက်ကနေဝင်ရောက်လာသူတွေလည်းအသက်18နှစ်အောက်က ခုနှစ်တက်သမ၄ရာခိုင်နှုန်းအသက်16နှစ်ကနေ35နှစ်အထိက68ရာခိုင်နှုန်းနဲ့အသက်35နှစ်နဲ့အထက်က24တက်သမ6ရာခိုင်နှုန်းရှိတယ်လို့သိရပါဗျ။ဒါအပြင်ထိုင်းနိုင်ငံထဲမှာဖန်ဆီးခံရပြီးရနောင်းကနေခေါတောင်းဘက်ကိုပြန်ပို့တာမှာ2024ခုနှစ်ထဲမှာ14ကြိမ်2500ယောက်နဲ့2025ခုနှစ်နှစ်လအတွင်းမှာ231ယောက်စုစုပေါင်း2236ယောက်ရှိခဲ့တယ်လို့ NUG ရဲ့စောင့်ကြည့်လေ့လာတဲ့ဆင်းရဲသိရပါဗျခင်ဗျာ။ မြောက်ရီမြို့မှာထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်း144ဦးကိုမတ်လ28ရက်နေ့ကထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးလိုက်ပြီးမဲဆောက်လျင်ခွင်ကတဆင့်တရုတ်နိုင်ငံကိုပြန်ပို့လိုက်ပါတယ်။မောင်တူးတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။မလ28ရက်နေ့မြောက်ရီကနေကြားဖြတ်ဝန်ထမ်းတရုတ်လူမျိုး144ဦးထိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ကြည်ရေးတရားကတဆင့်မဲဆောက်လေငွေစီပြန်ပို့ပြီး လွှဲပြောင်းလိုက်တာပါအခုဆိုရင် BGF ကတာဝန်ယူထားတဲ့ကြားဖြတ်ဝန်ထမ်း2000လောက်သာရှိတော့ဒါလို့ဆိုပါတယ်ကျွန်တော်တို့တက်ဆိုင်ရာကျွန်တော်တို့နိုင်ငံဘက်ကတာဝန်ရှိသူလက်ထက်ကိုကျွန်တော်တို့အပ်တယ်အဲကနေပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တယ်လက်ရှိထပ်ပြီးတော့လွှဲပြောင်းပေးဖို့2000ကျော်ဒါက ready အစင်းနေရှိပါတယ်အနောက်မှာကစစ်ဆေးရန်ကြံရတော့ဒါကျွန်တော်တို့နေ့စဉ်လူပေါင်း200ကျော်ကိုကျွန်တော်တို့ဌာနဆိုင်ရာတွေကနေရောညရောတောက်လျှောက်မနာတမ်းစစ်ဆေးနေတယ် အဲ့တော့အဓိကကတော့ကျွန်တော်တို့ဟိုဒီလုပ်ငန်းကြီးမြန်မြန်ပြပြဖို့ကတော့တက်ဆိုင်ရာနိုင်ငံသီးသီးကနေပြီးတော့အများဆုံးပြန်ပြန်ပြီးတော့မှအများဆုံးပြီးတော့ပြန်နိုင်ဖို့စီစဉ်ပေးနိုင်တော့ကောင်းဆုံးပါဘူးကြားဖြန့် online ငွေလိမ်ခိုင်းနေကြောင်းမြန်မာနိုင်ငံတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့အပါအဝင်ကမ္ဘာနိုင်ငံအသီးသီးမှာဒုက္ခတွေကြုံတွေ့နေကြရတာပါ ဆိုလိုချင်တာကတော့ဒီလိုမျိုးလေးတွေပေါ့ဟို ဖန်ဆင်းပေးတယ်ဒါဖြစ်ရှင်းပေးတယ်ဗာလေးတွေမရှိတော့အောင်လုပ်ပေးတယ်ဆိုတော့ဒီကျွန်တော်ကျေးဇူးတင်ပါတယ်လို့အားလုံးပါတယ်ပြုချင်ပါတယ်ဆိုတရုတ်မော်ဒယ်တရုတ်ဆောင်ဝမ်ရှင်းမြဝတီကြားပြန့်လုပ်ငန်းကနေဇန်နဝါရီလ9ရက်က ပြန်လွတ်လာခဲ့ပါတယ်အဲ့ဒီနောက်မြဝတီမြို့နယ်ကကြားပြန့်လုပ်ငန်းနေနာမည်ကြီးလာပြီးမြဝတီကိုထိုင်းကပေးနေတဲ့ပလတ်စတစ်မီးနဲ့လောင်စာဆီတွေဖေဖော်ဝါရီလ9ရက်ကဖျက်ပစ်ခဲ့ပါတယ် BGF နေကြားဆောင်တပ်ကလည်း ဖေဖော်ဝါရီလ12ရက်မှာကြားပြန့်နှင်းနီးကော်မတီစဖွဲ့ပြီးအခုလိုရှားဖွေပြန်ပို့နေတာပါခင်ဗျာကျွန်တော်မောင်ဒူပါဂရင်းလန်ကျွန်းအရေးကရုရှားနဲ့မဆိုင်ဘူးလို့ရုရှားသမ္မတပူတင်ကပြောပါရယ်ပူတင်ဟာအာတိတ်ဆဝိုင်းရဲ့မြောက်ဘက်အကြီးဆုံးမြို့ဖြစ်တဲ့မွန်မတ်ကိုရောက်တဲ့ချိန်မှာအခုလိုပြောဆိုခဲ့တာပါ အဲ့ဒီမှာပူတင်ကအားတိတ်မှရုရှားရဲ့ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုကိုအားကောင်းစေဖို့တန်နေတန်ချထားတယ်လို့ဆိုပါရယ်။ဒါအပြင်ပထဝီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဒေတာရင်းရှင်ပြိုင်မှုတွေလည်းပုံပြီးပြင်ထန်လာတယ်လို့ပူတင်ကသတိပေးထားပါရယ်။ ပူတင်ကဥပမာအနေနဲ့ဒေါ်နယ်ထရန့်က Greenland ကျွန်းကိုရောက်ဖို့ကြိုးစားနေတာကိုဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ပူတင်က Greenland ကျွန်းကိုပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့ထရန့်ကိုဝေဖန်ခဲ့တာမျိုးတော့မရှိပါဘူး။အတူချုပ်ပြောရရင် American ရဲ့ Greenland ကျွန်းရယူရဲ့အစီအစဉ်ကအလင်းနဲ့ထားမဲ့ကိစ္စဖြစ်ပြီးဒီစီစဉ်ကတမိုင်းကျောင်းမှာကလေးကရှိပြီးသားဖြစ်ကြောင်း American ကအာတိတ်ဒေတာမှာပထဝီနည်းဖြူဟာစည်ရေးနိုင်ငံရေးနဲ့စီးပွားရေးတွေကိုလွှမ်းမိုးဖို့စနစ်တကျပြုလုပ်နေပြီး Greenland ရဲ့ကိစ္စကနိုင်ငံနဲ့နိုင်ငံရဲ့ကိစ္စဖြစ်ကမိမိတို့နဲ့မပတ်သက်ဘူးလို့ပူတင်ကပြောပါတယ်။ ရုရှားနဲ့အမေရိကန်တို့ဟာသမရဂျိုးဘိုင်ဒန်လက်ထက်တုန်းကအပြန်အလှန်အပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပူပါတယ်။ဒါပေမဲ့လက်ရှိနိုင်ငံဆက်ဆံရေးပြောင်းလဲနေပြီးရုရှားကအမေရိကန်နဲ့ပူးပေါင်းပြီးအာတိတ်ဒေသမှာသဘာဝတရားစာတာတွေထုတ်ယူဖို့အစီအစဉ်ရှိနေပါတယ်ခင်ဗျာ။ နေပညာတထဲကြီး Elon Musk ကသူ့ရဲ့ရွယ်ချက်ကပြည်ထောင်စုအတုံးစေးကုန်ကျငွေဒေါ်လာ1ထရီလန်ကိုဝန်ဆောင်မှုတွေကိုမထိခိုက်ဘဲရှော့ချဖို့ရည်ရွယ်တယ်လို့ Forbes သတင်းဌာနနဲ့အင်တာဗျူးမှာဖျက်ချခဲ့ပါဗျာ။အစိုးရထိရောက်မှုဌာနကလက်ရှိအချိန်မှာဒေါ်လာ1ထရီလန်ရှော့ချနိုင်မယ်လို့ Prepia ရဲ့အထူးစီရင်ခံစာအရ Elon Musk ကယုံကြည်နေပါဗျာ။အမေရိကန်နိုင်ငံဟာတနေ့အတုံးစေးဒေါ်လာ9ထရီလန်ရှိပြီး6ထရီလန်အထိရှော့ချဖို့ရည်ရထားတာဖြစ်ပါတယ်။အစိုးရထိရောက်မှုဌာနကအလုပ်သမားရှော့ချမှုတွေစာချုပ်ဖြတ်သိမ်းမှုနဲ့ ပိုင်ဆိုင်မှုရောင်းချရငွေတွေကြောင့်မက်ရှလာ24ရက်စင်းအရာဒေါ်လာ135ဘီလီယံတက်တာပြီလို့ခန့်မှန်းရပါတယ်။ဒါပေမဲ့စုစုပေါင်းအတုံးစိရှော့ချမှုတွေကအမားယွင်းတွေရှိနိုင်တာနဲ့ပြန်လည်ပြည့်ပြင်တာတွေကြောင့်အတိအကျတွက်ချက်ဖို့ခက်ခဲနိုင်ပါတယ်။ဘတ်ဂျက်ကျွမ်းကျင်သူတွေကတော့ Elon Musk လူမှုလုံခြုံရေးလို့ program တွေကိုမဖြတ်တော့ပဲသူ့ရဲ့ရည်မှန်းချက်မရောက်နိုင်ဘူးလို့တုံ့တက်ထားပါတယ်။ American သမ္မတ Trump ကလည်းလူမှုလုံခြုံရေးအစီအစဉ်တွေကိုဖြတ်တော့မှာမဟုတ်ဘူးလို့ကြေညာပြုထားပါတယ်ခင်ဗျာ။ ဘရာဇီးဘောလုံးဖွဲ့ချုပ်ဟာနီးပြားချုပ်ဒိုရီဘယ်ဂျူနီယာကိုယာတုကနေထုတ်ပယ်လိုက်ပါတယ်။ကမ္ဘာဖလားခြေစစ်ပွဲမှာပြိုင်ဘက်အာဂျင်တီးနားကို၄-၃ကိုနဲ့အရှက်ရပွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာနီးပြားဒိုရီဘယ်နဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။တောင်အမေရိကဆုံးကမ္ဘာဖလားခြေစစ်ပွဲမှာဘရာဇီးကအဆင့်၄နေရာမှာရပ်တည်နေပြီးအဆင့်9ကဗင်နီဇွဲလားကို6မှတ်ဖြတ်ထားလို့ခြေစစ်ပွဲအောင်မြင်သလားဖြစ်နေပေမဲ့နီးပြားဒိုရီဘယ်ကိုထုတ်ပယ်ခဲ့တာပါ။အသက်62နှစ်အရွယ်ရှိနီးပြားဒိုရီဘယ်ဟာ ဘရာဇီးနဲ့15ပွဲတာဝန်ယူခဲ့ပြီး9ပွဲသာနိုင်ပွဲရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာပါဘရာဇီးအသင်းဟာလိလက်သွားတဲ့နီးပြချုပ်နေရာအတွက် Real Madrid အသင်းကအီတလီနီးပြကြီး Carlos Ancelotti ကိုခေါ်ယူခန့်ဖို့ကြိုးပမ်းနေပါတယ်ခင်ဗျာ TVB ရုံးမြင်သံကြားရဲ့နေ့လယ်12နာရီသတင်းတွေကိုရှုစားခဲ့ရတာပါနေ့လယ်2နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ